ဂျိုးသားတိုင်းသာအောင်မြင်မယ်ဆိုရင်ကဘာပေါ်မှာကြာရှုံးနေသူဆိုတာရှိလာမှာမဟုတ်ဘူးအားလုံးကဘာကြော်တွေကြီးပဲဖြစ်ကုန်လိမ့်ခမရတို့ရောဒီနေ့ထဲမှာပတ်စံစုမယ်ဝိတ်ချမယ်အင်္ဂလိပ်စာလေ့လာမယ်လို့တွေးခဲ့တာဘဏ္ဍာခါရှိပြီကြပိုင်းလောက်ပဲလုပ်ပြီးဇွဲမရှိအပြင်းကြီးပြီးပြစ်ထားလိုက်တာတွေကြီးပဲမဟုတ်လားဒီလိုဖြစ်တာကခမရတို့ညံ့လို့မဟုတ်ဘူးဆက်စတန်ဆိုတဲ့စနစ်ကမှားနေလို့ဒါပေမဲ့စူးစားခြင်းစိတ်ပဲရှိပြီးစနစ်တကျမလုပ်တတ်ဘူးဆိုရင်တော့အရှင်ဘလောက်ပြင်းပြင်းနောက်ဆုံးတော့မြောင်းနေရောက်မယ်ကားတစ်စီးလို့ပဲ ရှေ့ရောက်မှာကိုမဟုတ်ဘူးဒီတော့အရင်လိုရုံးကန်နေရတဲ့ဘဝကနေလွတ်မြောက်ချင်ရင်အတော်မင်းစာအုပ်ထဲကဒီနီလန်းတွေကိုသုံးကြည့်ကြီးမန်းချက်တွေကိုခဏမေ့ပြလိုက်နေ့စဉ်လှုပ်ဆောင်မှုဆိုတဲ့ system ပေါ်မှာပဲအာရုံစိုက်ဥပမာခမားကအင်္ဂလိပ်စာကျွမ်းကျင်ကျင်နေဆိုပါတော့ငါအင်္ဂလိပ်လိုမှုတ်နေရမယ်ဆိုတဲ့ကြီးမန်းချက်ကမြောက်ဖီအားတွေပဲပေးလိုက်မယ်အဲ့ဒီအစားဒီနေ့ငါစကလုံး၅လုံးပဲကြက်မယ်ဆိုတဲ့စနစ်ကိုပဲအာရုံစိုက်လိုက်အဲ့ဒီ၅လုံးကခုချက်ချင်းဘာမှမထူးခြားဘူးလို့ထင်ရပေမဲ့ တနစ်ကြတဲ့အခါမှာလုံးဝပြောင်းလဲသွားလိမ့်မယ်။ကိုယ့်ရဲ့ပြင်းရင်မှုတွေကိုအနိုင်ယူဖို့စာအုပ်ထူကြီးတွေဖတ်ပြီးအချိန်ကုန်ခံနေကြမလို့ပါဘူး။ Trino app ထဲမှာဒီစာအုပ်ရဲ့အနှစ်သာရတွေအားလုံးကိုမိနစ်30ဝန်းကျင်အချိန်ပေးပြီးအတန်နဲ့နားထောင်လိုက်တာနဲ့ခင်ဗျားတို့ရဲ့ဘဝကိုချက်ချင်းပြောင်းလဲလို့ရနိုင်ပါပြီ။ဒါကြောင့်အခုပဲ app ကို download ဆွဲပြီးကိုယ့်ရဲ့အကျင့်ဟောင်းတွေကိုဖြည့်ဆည်းပစ်လိုက်ပါ။